မင်္ဂလာပါခင်ဗျာ idea မြန်မာကနေပြီးတော့စက်တမ်ဘာလ29ရက်နေ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့ထူးခြားတဲ့စီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအောက်တို့တင်ပြပေးမှာဖြစ်ပါတယ်ပထမအဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ဗိုလ်ချုပ်ကူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာစစ်မြေကိုယ်စားလှယ်ဖွဲ့ရုရှားနိုင်ငံလိုဘာစီဗစ်မြို့သို့ရောက်ရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရုရှားဖက်ဒရေးရှင်းသမ္မတမစ္စတာ လာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရလူသဘောခီးစဉ်တော်ရောက်သောပြောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အကျန်းသာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာအစ်စ်မြင့်ကိုယ်စားလှယ်ဖွဲ့ဟာအခုခါရုရှားဖက်ဒရေးရှင်းနိုင်ငံနိုဗာစီတက်မြို့တာမာရှေဗာလေစိတ်တို့ရောက်ရှိကြောင်းသိရှိရပါတယ်အဆိုပါအလို့သဘောခီးစဉ်ကိုစက်တင်ဘာလ24ရက်နေ့နံနက်ပိုင်းမှာစတင်ခဲ့ခြင်းဖြစ်ပြီးအထူးလျင်ဖြင့်ရောက်ရှိလာတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာအစ်မြင့်ကိုယ်စားလှယ်အဖွဲ့ကို Nova Civic Data အုပ်ချုပ်ရေးမှူး Mr. Franicot Andre Alaskando Base နဲ့တာဝန်ရှိသူများကလေးစိတ်မှာကြိုဆိုနှုတ်ဆက်ကြတယ်လို့သိရပါတယ်။ဗိုလ်ချုပ်မှူးကြီးအနေဖြင့်ယခုခီးစဉ်တွင် Russia Federation နိုင်ငံ Moscow မြို့မှာကျင်းပမယ့်ကမ္ဘာအနုမြူသတင်း Pat Foran World Atomic Waste 2025တို့တက်ရောက်မှာ ဖြစ်ပြီး Russia Federation နိုင်ငံသမ္မတ မစ္စတာဗလာဒီမီယာပူတင်နဲ့ပါဝင်အခြားရုရှားနိုင်ငံမှတာဝန်ရှိသူများနဲ့လည်းပြည်ဆောင်ဆွေးနွေးခြင်းများကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ပြောင်စုသမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ဥက္ကဋ္ဌနဲ့အတူကော်မရှင်အတွေ့အမှုပြပတ်အလုံးမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကော်မရှင်ဖွဲ့ဝင်နိုင်ငံတိုင်းဝန်ကြီးဌာနပြောင်စုဝန်ကြီးဦးတန်းစွေပြောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးညံထွန်းဦးကိုကိုလွင် ဒေါက်တာမျိုးသိန်းကျော်ဒေါက်တာသက်ခိုင်ဝင်းမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်ကာကွယ်ဦးစည်းချုပ်ရုံးမှအဆင့်မြင့်တက်မတော်ရရှိကြီးများဒုတိယဝန်ကြီးများစစ်ဖက်နယ်ဘက်မှတာဝန်ရှိသူများလည်းလိုက်ပါသွားကြတယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ 7EU Alliance ဤဥဆောင်အဖွဲ့စီဝေးကျင်းပါတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် 7EU Alliance ဥဆောင်အဖွဲ့စီဝေးကျင်းပါပြီး NCA စနစ်ပြည့် အစီအစဉ်များနဲ့ငင်းငိုင်းလုပ်ငန်းစဉ်များပြန်လည်သုံးသပ်ခြင်းအစီအစဉ်များဆိုင်ရာဗိုလ်သဘောထားများကိုချမှတ်ခဲ့ကြောင်း 7EO Alliance ကထုတ်ပြန်ပါတယ် 7EO Line ဟာ6မြင်းဆောင်2025မှာဥဆောင်ဖွဲ့ဝင်စည်းဝေးကို2025ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာကျင်းပပြီးစီခဲ့ပြီးအစည်းအဝေးမှာဥဆောင်အဖွဲ့အဖွဲ့ကောင်းဆောင်ဘိုလ်ချုပ်ကြီးရွတ်စင်ဒုတိယအဖွဲ့ကောင်းဆောင်နိုင်အောင်မင်းနဲ့တကွအဖွဲ့ဝင်များအတွင်းမှုနဲ့အဖွဲ့ဝင်များ လုပ်ငန်းကော်မတီများရဲ့ညှိနှိုင်းရေးမှုများအကြံပေးနဲ့အထူးဖိတ်ကြားထားသူများတက်ရောက်ကြောင်းသိရပါတယ်။ရင်းစွေးမှာလက်ရှိဖြစ်ထွန်းလျက်ရှိသောနိုင်ငံရေးစည်ရေးအခြေအနေများနိုင်ငံတကာခင်းကျင်းနဲ့ဖြစ်ပေါ်လာနိုင်ွယ်ရှိတဲ့လာလာများကို သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ Seven EU Alliance ရဲ့ဥဆောင်ဖွဲ့ဝင်အစည်းအဝေးမှာ၁၀နှစ်မြောက် NCA နှစ်ပတ်လည်အခမ်းအနားနဲ့အလို့ယုံဆွေးနွေးပွဲအစည်းအဝေးများငင်းငင်းလုပ်ငန်းရှင်များပြန်လည်သုံးသက်ခြင်းအစီအစဉ်များဆိုင်ရာဘုံသဘောထားများကိုချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတပုတ်ကတော့လွတ်တဲ့ကိုစလဲလောင်စုစုပေါင်း4963အမိစင်းတင်သွင်းတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအားဝင်ရောက်ရှင်မြိုင်ကျရန်အတွက်ပြောင်းစုကြံခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဟာတော်တော်ကိုစလဲဥယျာဉ်2018ခုနှစ်အများဆုံးတင်သွင်းသွားကြောင်းသိရပါတယ်။2025ခုနှစ် ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့ပါရီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြမဲ့နိုင်ငံရေးပါတီတည်တည်နဲ့တတိပုဂ္ဂလတွတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့်တွတ်တော်ကိုယ်စားလှယ်လောင်းအမိစင်းတင်သွင်းခြင်းကို2025ခုနှစ်စက်တင်ဘာလ8ရက်မှစက်တင်ဘာလ22ရက်နေ့ထိသက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတည်တည်မှာအမိစင်းတင်သွင်းခဲ့ကြရမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလတွတ်တော်ကိုယ်စားလှယ်လောင်းအပါအဝင် ဝင်ရောက်ရှင်ပိုင်းနဲ့လွတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း4963ဦးအမိစင်းတင်သွင်းခဲ့ကြပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကယနေ့စက်တင်ဘာလ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အဆိုပါ2025ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာ2025ခုနှစ်အော်တိုဘာလ၄ရက်နေ့ထိကိုယ်စားလှယ်လောင်းများရဲ့အမိစင်းတင်သွင်းခဲ့ကြတယ်။သက်ဆိုင်ရာကော်မရှင်ဖွဲ့ဝဲတည်တည်၌စီစစ်ချင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။အဲ့ဒီသတင်းကတော့ချင်းလက်နက်ကိုင်း CMDF ရဲ့ဒုတိယခေါင်းဆောင်ကိုလက်နက်ခရမ်းများနဲ့အတူအိန္ဒိယအာဏာပိုင်များကဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တရားဝင်လက်နက်များဖားရှိမှုနဲ့ပတ်သက်ပြီးတိကျသောသတင်းအချက်အလက်ရအာဒန်ခရိုင်ရိုင်ဖယ်တပ်ဖွဲ့ဟာမီဇိုရန်ပြည်နယ်ချန်ဖန်ခရိုင်ဇိုထော့ထာရွာအနီးမှာတနင်္ဂနွေနေ့နနက်စောစောပိုင်းမှာဒေသခံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတန်တရားရှိတဲ့နေအိမ်ကဝန်းရံပြီးတော့ ပူပေါင်းဖွဲ့မှစစ်စစ်ဆက်ဆက်ရှာဖွေမှုများပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ရှာဖွေမှုအတွင်းမှာအဆိုပါဖွဲ့စည်းများမှလက်နက်နဲ့ခရမ်းများအပါဝင် Red Dot Site မှန်ဘလူးတက်ဆင်ထားသော Antro A1 တနက်5.5 mm NATO ကြီးစံ19တောင်းနဲ့3.62 mm ကြီးစံအတောင့်တရာတို့ကိုတင်စီရမိခဲ့တယ်လို့တနင်္လာနေ့မှာထုတ်ပြန်ပါတယ်အဆိုပါစစ်စင်ရေးအတွင်း Robert Belania ဖြစ်ဖော်ထုတ်သိရှိရသည့်သူတဦးဖမ်းဆီးရမိခဲ့ပါတယ် အသက်40ရွယ်ရောဘတ်ဗလန်ဒီယာနာဟာချင်းလက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ချင်း National Defense Force ရဲ့ဒုတိယဥက္ကဋ္ဌတာဝန်ဖြစ်ရယူခဲ့ပူးသူဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တန်လင်းမြို့နယ်မှာစီဆိုင်တဲ့စီပေါစာကမီးလောင်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဒေသကြီးတန်လင်းမြို့နယ်မြောင်းလေရက်ကွက်ကန္နာလန်းနဲ့ဗိုလ်ချုပ်နေဝင်လမ်းတော့မှာရှိတဲ့စတေပါလ23ရက်နေ့ညနေ9:73မိနစ်အချိန်မှာဖြစ်ပွားခဲ့တဲ့ စီဆိုင်နဲ့စီပေါစာကမီးလောင်မှုမှာလူသုံးဦးမီးလောင်ဒဏ်ရာရရှိကြောင်းသိရပါတယ်အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကစစ်ဆေးခဲ့ရာမီးအမျက်ဆက်အပူလွန်ခဲ့ရာမှာမီးပွားပန်းထပ်ပြီးဒီဇယ်ချနေတဲ့စီပေါစာကကိုမီးလောင်မှုဖြစ်စေခဲ့ပြီးနောက်ဆက်သုံးဆိုင်ကိုပါကူးဆက်လောင်ကျန်းသွားခြင်းဖြစ်တယ်လို့သိရပါတယ်ရင်းမီးလောင်မှုကြောင့်ရင်မောင်းဥယျက်ထက်နဲ့စီဆိုင်လုံသားတို့ဦးမီးအခံပြီးမစိုးရိမ်ဒဏ်ရာရရှိတော်လဲအသက်59နှစ်အရွယ်စီဆိုင်လုံသားတို့ကတော့စိုးရိမ်စရာ မီးလောင်ဒဏ်ရာများရရှိကြောင်းသိရှိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရုတ်တရက်မီးပြန်လာပြီး Wi-Fi ဝန်ထမ်းတူဓာတ်လိုက်သေးဆုံးနေဆိုတဲ့သတင်းဖြစ်ပါတယ်။မယံကုန်းမြို့နယ်ကိုရက်ကွက်မှာ Wi-Fi ကြိုးတွေပြန်လည်တက်ဆင်နေတဲ့ Wi-Fi ဝန်ထမ်းတူဓာတ်လိုက်သေးဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ23ရက်နေ့မနက်ပိုင်းကမယံကုန်းမြို့နယ်ကိုရက်ကွက်မြစပယ်လမ်းမှာ Wi-Fi ကြိုးတွေပြန်လည်ပြုတ်ပြင်နေရမှာရုတ်တရက်မီးပြန်လာတာကြောင့်တရက်စစ်တက်ကြိုးနဲ့ထိပြီး တက်လိုက်သွားတာလို့သိရပါတယ်။သေဆုံးသူမှာအသက်18နှစ်အရွယ် Wi-Fi Internet ဝန်ဆောင်မှုကုမ္ပဏီဝန်ထမ်းတဦးဖြစ်ပြီး Wi-Fi ကြိုးတွေကိုတစုတစည်းနဲ့ဖြစ်အောင်ကလင်းနဲ့လိုက်ချီနှောင်ရင်းအခုလိုတက်လိုက်သေဆုံးရတာဖြစ်တယ်လို့သိရပါတယ်။သေဆုံးသူကိုမြမကျေဗျူလူမှုကွန်ရက်အသင်းကမြောက်ကလာပဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့စည်ရေးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကို ကောင်းလို့တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါသည်ခင်ဗျာ